အားလုံးပဲမင်္ဂလာပါကျွန်တော်ပဲစခုနေသားသူများအားလုံးအဲ့တော့ဒီနေ့မှာကျွန်တော်ပြောပြမယ့်ရရားနဲ့ပတ်သက်တာကတော့ဘေးကင်းလက်ခေါ်ရှင်ပြောပြောဆိုတဲ့ရရားအစီအရင်တစ်ခုဖြစ်ပါတယ်ခုနှစ်သားခုနှစ်နှစ်ခုနှစ်နံလိုက်မိမိတို့ရဲ့နေ့နံကိုကြည့်ပြီးတော့ရရားအစီအရင်တွေကိုပြုလုပ်ဆောင်ရွက်လို့ရတဲ့ဒီစနစ်တစ်ခုဖြစ်ပါတယ်အဲ့ပရမအုဆိုတာတနင်္ဂနွေသားသူတွေအနေနဲ့ဘေးရန်ကင်းရှင်းပြီးတော့လက်လာပါပွင့်လန်းခြင်းနဲ့ဆိုရင် မိမိအိမ်ဖះမှာအုံးဆုံးချက်ပြီးတော့ဆုံးပေါ်မှာအဲ့ဒီအုံးဆုံးပေါ်မှာလက်ဖက်အဆုံးတင်ပြီးတော့ဖះမှာဆုံးကန့်ရမှာဖြစ်ပါတယ်6ရက်ဇက်တိုက်ဆုံးကန့်ရမှာဖြစ်ပါတယ်အဲ့တော့တင်းနာသားသမီးဆိုရင်ပကံထဲမှာအင်ဘတ်ခင်းရမှာဖြစ်ပါတယ်အင်ဘတ်ခင်းရမယ်ထမင်းဖြူထည့်ရမယ်ကြံတကာပါထည့်ရမှာဖြစ်ပါတယ်အော်လက်ဖက်ဆုံးထည့်ရမယ်ဖះမှာဆုံးကန့်ရမှာဖြစ်ပါတယ်15ရက်ဇက်တိုက်ဆုံးကန့်ရမှာဖြစ်ပါတယ် ။ထပ်မပြောအင်္ဂါသားသမီးတွေဆိုရင်စောဖြူတပွဲမှာမုတ်ဖြူ၉ခုထည့်ရမှာဖြစ်ပါတယ်။လက်ပတ်စုံထည့်ပြီးတော့ရှေ့ရက်ဇက်တိုင်းလူတန်းပေးရမှာဖြစ်ပါတယ်။အဲ့တော့ဘောလူသားသမီးတွေဆိုရင်စောဖြူပေါ်မှာတကြားဖြူပြီးတော့လက်ပတ်စုံထည့်ရပါမယ်။ပြီးတဲ့အခါမှာဖျားကိုလှူဒန်းရမှာဖြစ်ပါတယ်၁၈ရက်ဇက်တိုင်းလှူဒန်းရမှာဖြစ်ပါတယ်အဲ့တော့ဇာတာပရိသတ်သမီးတွေအနေနဲ့စွမ်းဖြူပေါ်မှာမပြောသည့်အပိုင်းလေးတွေကိုးပိုင်းထည့်ပြီးတော့လှူဒန်းရမယ်နော်လက်ဖက်အစုံထည့်ရမယ် မြတ်စွာဘုရားရှင်ကို16ရက်ဇက်တိုက်လှူဒါန်းမှာဖြစ်ပါတယ်အဲ့တော့တောက်ကြသားသီးအနေနဲ့ဆုံးဖြူပေါ်မှာပေါပေါ့ဆုပ်သုံးဆုပ်ထည့်ရမှာဖြစ်ပါတယ်နောက်နှစ်ဖက်ဆုံးထည့်ရမယ်21ရက်ဇက်တိုက်လှူဒါန်းမှာဖြစ်ပါတယ်အဲ့တော့စနေသားသီးတွေအနေနဲ့ကဆုံးဖြူပေါ်မှာနှစ်ဖက်ဆုံးထည့်ရမယ်နောက်အုံးတီအစိတ်ပေါ့နော်ဆယ်စိတ်ထည့်ရမယ်နောက်ကြံတကာထည့်ရမယ်နော် အဲ့တော့အဲ့ဆုံးကို10ရက်စတိုက်လှူဒန်းရမှာဖြစ်ပါတယ်အဲ့တော့ဒီရေရာပြုလုပ်ခြင်းအပြင်တလအတွင်းမှာထူးခြားလာမှာဖြစ်ပါတယ်အဲ့ကျွန်တော်မိတ်ဆွေများလုံးခုနှစ်သားသမီးများလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအဲ့တော့ဘေးပြာဝေးကွာ၍စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်အနေနဲ့ဒီနေရာနေစုတောင်းမြတ်တာပို့တာပေးပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေ